အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယော်ဖြစ်ပါတယ်2025ခုနှစ် AVILA 16ရက်ဗုဒ္ဓဟူးနေ့စေရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ရဲ့တမမှုတွေလက်နက်ချကြာဆုံးဖက်ပြေးနဲ့တေဆုံးတွေဘာကြောင့်များလာရသလဲစစ်တပ်ရဲ့ဖွဲ့စည်းပုံမှာတပ်သားကနေဗိုလ်မှူးချုပ်တမမှုအဆင့်ထိရစစ်မြေပြင်ကိုကိုယ်တိုင်တွားရောက်တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။အမေရှာရေလို့ခေါ်တဲ့သက်စွန့်စရိတ် ခံစားကြရပြီးဗိုလ်ချုပ်အဆင့်ဟာအဆိုပါစစ်စရိတ်ခံစား권မရှိတော့တယ်လို့လူလည်းမလို့တော့ပါဘူးကြည်လွတ်မြေကနေဆင်ရမြေအမိန်ပေးစေခိုင်းတယ်လို့စေခိုင်း권ရသွားပြီဖြစ်ပါတယ်တမမှုအဆင့်ဆိုတာသူ့ကုကဲမှုအောက်မှာရှိတဲ့စေးဆက်ပြီးလက်ရုပ်အကူတက်တွေရှိတဲ့အပြင်ဒီပြူဟာ၃ခုနဲ့လက်အောက်ခံတိုင်ရင်းစေရင်ကိုဦးစီးကုကဲပြီးဆစ်စင်ရေးပြုလုပ်ကြရတာဖြစ်ပါတယ်စေးဆက်ပြီးဆိုတာစေးတက်ဖွဲ့ဆက်တော်ရေးတက်ဖွဲ့ စစ်ပြည်ပြင်အင်ဂျင်နီယာတပ်ဖွဲ့ကိုစုလို့ချင်းဖြစ်ပါတယ်။ဦးစီးတယ်ဆိုတာစစ်စင်နယ်မြေမှာကိုယ်တိုင်ပါဝင်ကုတ်ကဲရတာဖြစ်ပါတယ်။လက်ရှိအချမ်းဖက်တပ်ကတပ်မမှုရဲ့လုပ်ပိုင်ခွင့်အာဏာဟာဒီလိုအနေအထားမျိုးရှိမနေတော့ဘူးဖြစ်ပါတယ်။တပ်မတစ်ခုရဲ့ဖွဲ့စည်းပုံလေးအနည်းငယ်ရှင်းပြပါမယ်။ချင်းမြန်တပ်မဌာနချုပ်တစ်ခုဟာကဖ9ငါ2013ဖွဲ့စည်းပုံအရဗိုလ်မှူးချုပ်ပါဝင်အရာရှိ40စစ်သည်363ယောက်နဲ့စုစုပေါင်း 403ယောက်ရှိရတာဖြစ်ပါတယ်။စစ်ဖက်မော်တော်ယာဉ်42စီးရှိပြီး86မမအမြောက်၄လက်60မမစိမ်းမြောင်း၃လက်120မမအမြောက်၄လက်နဲ့40.5စစ်တပ်ကြီး၄လက်ပါဝင်တဲ့ပြစ်ကူပေးတပ်ခွဲတစ်ခုလည်းရှိသေးတာဖြစ်ပါတယ်။စစ်စေးကုကံမှုဌာနချုပ်နဲ့ချင်းမြန်တပ်မဌာနချုပ်ဖွဲ့စည်းပုံမှာအတူတူပဲဖြစ်ပါတယ်။ယခုຫນွေဦးမှာတော့စစ်ကောင်စီအားစစ်မျက်နှာမျိုးစုံဖွင့်ထားရတဲ့အတွက်တပ်မမှုတွေရဲ့အခမ်းကဏ္ဍဟာမှေးမိန်သွားရပါတယ်။ အထက်ကပြောခဲ့တဲ့ခရူနဲ့စစ်တိုက်မှုလေ့ကျင့်တင်ကြားထားတဲ့တပ်မမှုစားကမှုများဟာတရင်စတဲ့ရင်ကိုအပြည့်အဝကင်တယ်ပြီးစစ်စင်ခွင့်မရတဲ့အတွက်အခုလိုပုံထမ်းရမယ်တုံ့ပန်းဘဝကိုရှော့ရှော့ရှူရှူပြောင်းလဲရောက်ရှိရခြင်းဖြစ်ပါတယ်။တပ်မဌာနချုပ်တစ်ခုလုံးစစ်စင်ရေးခွင့်တနေရာထဲမှာရှိနေတာဆိုလို့နိုင်ရီကန်စစ်မျက်နှာကအမှတ်69ချင်းမြန်တပ်မဌာနချုပ်ပဲရှိပါတော့တယ်။ဒါလဲမဟန်လာပါဘူး။ဈေးဘယူအမှုဖမ်းခံလိုက်ရတယ်လို့ဒုတမမှုလုပ်သူဟာလဲယူအမှုပြန်လုပ်နေရတာကိုလည်းတွေ့မြင်ရပါတယ်။ ကျန်တမစာခါရီယာတပွဲတပြားစီရှိနေတာကိုတွေ့ကြရမှာဖြစ်ပါတယ်။အမှတ်17ချင်းမြန်တပ်ဌာနချုပ်ဆိုရင်အမှတ်217ချင်းမြန်တရင်အမှတ်213ချင်းမြန်တရင်နဲ့အမှတ်219ချင်းမြန်တရင်တို့ဟာငတိုင်းချောင်းဘက်ကိုရောက်နေပြီးအမှတ်217ချင်းမြန်တရင်ကကြောက်ဖြူမှာအကြဆုံးများပြားလျက်ရှိတယ်လို့အမှတ်214ချင်းမြန်တရင်ကလည်းနေပြည်တော်မှာလို့သိရှိရပါတယ်။တမမှုတယောက်ဟာလက်အောက်ခံတရင်10ရင်းမရှိရင် ယူဝါမှုအဆင့်ရောက်သွားပြီးကိုကဲစရာတမ်းမရှိရင်တည်ရင်မှုတာတာပါဝါလောက်တာရှိတော့တာဖြစ်ပါတယ်။တမမှုစားခမှုဆိုတာညီရင်ကွန်မန်ဒါထဲမှာအဆင့်အင်းဆုံးဖြစ်ပြီးကိုတိုင်စစ်မြေပြင်မှာရှိနေရတာဖြစ်ပါတယ်။လက်ရှိအချမ်းဖက်တပ်ရဲ့အခြေအနေကမြေပြင်မှာဆင်းပြီးစစ်တပ်ရတဲ့လူတွေဟာတကယ်ကြီးတည်ဆုံဒဏ်ရာရဖမ်းဆီးခံရတဲ့စစ်ရှုံးအနေအထားရောက်နေတာကိုတွေ့ရတဲ့ပြင်အေရီယာကွန်မန်ဒါဖြစ်တဲ့တိုင်းမှုဗိုလ်ချုပ်အဆင့်မှာလက်နက်ချဖမ်းဆီးခံရတဲ့အထိရောက်ရှိသွားပြီဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကစစ်ဘုတ်ချုပ်ကြီးများသူတို့ရဲ့တမ်းမှမူဝမှုချုပ်တွေကိုမယုံကြည်ကြတာဖြစ်ပါတယ်။တမ်းမှမူတယောက်လက်နက်ချအညံ့ခံလိုက်ရင်တန်ရင်ဆယ်ရင်ပြုတ်ခနဲ့ကြပြိုင်နဲ့ပါသွားမှာကိုစိုးရိမ်လာလို့ထင်မြင်မိပါတယ်။တမ်းမှမူတွေခမရဟဲ့မစ်တမ်းမှကဖင်းရင်ပေးကိုတမ်းမှကတပြူပါလာခဲ့ဆိုပြီးလောအားပေးစင့်ခေါ်ခံရတယ်လို့စူပေါင်းဆက်ပေါင်းစစ်တိုက်ရတဲ့ဘဝကိုရောက်နေတာဖြစ်ပါတယ်။ပြီးတော့ရှိပါသေးတယ်စစ်တမ်းမှနှစ်ထီးငါးချက်နှမငါးချက်တတ်မှတ်တာဖြစ်ပါတယ်။နေရအောင်လဲဒီရိတ်ခါဒီလာသာရတာဖြစ်ပြီး အင်ဂျင်နီယာဆရာဝန်လည်းဒီနှုန်းသားပဲရကြတာဖြစ်ပါတယ်။အင်ဂျင်နီယာဆိုရင်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကိုအမြင့်ဆုံးခန့်ရတာဖြစ်ပြီးဆရာဝန်ဆိုရင်ဗိုလ်ချုပ်အဆင့်ထိတာဖွဲ့စည်းပုံထားရှိရာဖြစ်ပါတယ်။စစ်တပ်ထဲမှာပညာတတ်ရင်တကယ်လို့ရင်ဂျောင်ထိုးတဲ့ယဉ်ကျေးမှုထွန်းကားပါတယ်။စစ်တပ်မှာယူနီဖောင်းဝတ်ထားရင်စစ်သားဖြစ်ပြီးထောက်ပို့ရေးစစ်တပ်သားတွေစစ်သွေးသမားတွေလည်းစစ်တိုက်ကြရတာဖြစ်ပါတယ်။ မူရကောင်းတယ်ဆိုပေမဲ့မျက်နာမလိုက်ဖမ်းမလိုက်စုယူရငါမျိုးတွေရှေ့ထွက်ဆိုတဲ့အစင်လာကတော့စိုးမိုးနေစေဖြစ်ပါတယ်။ဒါကတော့စစ်ကောင်စီရဲ့ဗကရီအားနဲ့တည်းဖြစ်ပြီးကျွန်တော်တို့ရဲ့ຫນွေဦးတပ်ဖွဲ့ဝင်တိုင်းဟာလည်းဒီလိုအချက်တွေကိုအထူးတလဲရှောင်ရှားရမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့နောက်ထပ်အစိုးဆုံးတစ်ချက်ကစစ်လော်ဘီတွေရဲ့စကားကိုပြန်ကြောက်နေရပြီးသူတို့ထင်ရမြင်ရပြောတာကိုလိုက်လုပေးနေရတယ်လို့ဖြစ်နေပါတယ်။ဆိုလိုရင်းကတော့ဦးစီးရာနဲ့စက်မှတ်တာလုံးဝလုံးဝမတူရေးချမတူပါဘူး။ ဥစည်းတဲ့ဆိုတာမြေပြင်မှာကိုယ်တိုင်ဥစည်းပြီးတိုက်ပွဲဝင်တာဖြစ်ပါတယ်။အဓိကပြောချင်တာကစစ်တပ်ရဲ့မြေပြင်ဥစည်းကောင်းဆောင်တိုက်ပွဲဝင်တဲ့တပ်မမှုတော်တော်များများလက်နက်ချလက်ရဖမ်းဆီးနိုင်မှုတွေများပြားလာတဲ့အထိကျွန်တော်တို့ဘက်ကအောင်မြင်မှုရရှိလာခဲ့ပြီးဖြစ်ပါတယ်။ဆက်ကြိုးစားရမယ်။ဆက်ပြီးစီးလုံးနေရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့စစ်သတင်းဘက်ကိုတစ်ချက်ပြန်တော့အောင်တီတိမ်မျိုးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးပါကချင်းကြီးနောင်၆ဘက်စလုံးသခိုင်းနဲ့မကွေးထီဝင်ရောက်မယ်လို့ဆိုသလိုလိုအပ်ပါကနေပြည်တော်အထိအရောက်လာမယ်လို့ကြေကြားသွားပါတယ်။ရှစ်လာကြာကြာတဲ့ အမှတ်268ချင်းတင်တက်ရင်ဖလန်းမြို့တိုက်ပွဲမှာမဟာမိတ်တပ်ပေါင်းစုဘက်ကလူငယ်89ဦးကျွေလင်းခဲ့ရတာဖြစ်ပါတယ်။ယခုလိုအစုအဖွဲ့အခင်းချင်းနဲ့ဆိုပါလင်အမှတ်269ချင်းတင်တက်ရင်တင်တက်ရင်တင်းရင်သာအခြေဆိုင်တဲ့တိတိမျိုးကိုကာလရှည်ကြသွားမတက်ရတော့ဘူးလို့မျှော်လင့်ရပါတယ်။အညာနဲ့မြေတက်ကိုချင်းညီနောင်6ဖွဲ့စစ်မျက်နှာစာဖွင့်မယ်ဆိုပါလင်ချင်းပြည်နယ်မှာဟာခကလေးနဲ့ထန်တလန်တို့ကြံရှိနေအောင်မှာဖြစ်ပါတယ်။ ခြံတလမ်းမှာအမှတ်89ချင်းမြန်တပ်မဌာနချုပ်ရဲ့စစ်ထွက်တိုင်ရင်သုံးရင်ဟာခါမှာအခြေကျစစ်ဗျူဟာတစ်ခုနဲ့ကလေးမှာတော့ဒေတာကိုကဲရေးစစ်ဌာနချုပ်အပြင်အမှတ်30စစ်စင်ရေးကိုကဲမှုဌာနချုပ်အမှတ်30တပ်မတော်တပ်မြင့်နေခြင်းအကြောင်းအမှတ်89ချင်းလင်းတိုင်ရင်အမှတ်89ချင်းလင်းတိုင်ရင်အမှတ်228ချင်းလင်းတိုင်ရင်အမှတ်361ချင်းမြန်တိုင်ရင်အမှတ်362ချင်းမြန်တိုင်ရင်အမှတ်363ချင်းမြန်တိုင်ရင်အမှတ်6ဆက်သွယ်ရေးတိုင်ရင်အမှတ်644ဆက်လက်နဲ့ပစ္စည်းတက်စု အမှတ်30တက်မှာတော့ဆေးရုံဂရင်တရားအမှတ်941ဆောက်လုပ်ရေးအင်ဂျင်နီယာတက်ခွဲအမှတ်934ခြောက်ဖက်နှင့်ပို့ဆောင်ရေးတက်ရင်အမှတ်365အမြောက်တက်ရင်အမှတ်လေးအလုပ်ရုံတက်စုလျှက်ဆက်အမှတ်916စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်ခွန်တက်ထိုင်းတက်ခွဲလို့တည်ရှိတာဖြစ်ပြီးစားက30ကတော့မရရာအရှိပဲချမ်းပါစစ်စင်ရေးဝင်နေတာဖြစ်ပါတယ်ကျွန်တော်ဟိုးရှိပိုင်းရကပြောခဲ့ဘူးပါတယ်ကိုပုံးခြေစား ။စက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကဘူကြီးဥက္ကာမောင်ဦးစီးတဲ့တစ်ဖက်စံတောင်ကြောက်ကြီးတွင်လည်းပို့ထားရတာရှိပါတယ်လို့။ဟောအခုတော့တောင်ကူအမှတ်၃၀နေပြင်စေတက်ရင်းမှာတိုတစ်ရှီတစ်ဖြစ်သွားပြီဖြစ်ပါတယ်။သူ့အဖွဲ့တွေလည်းတိုတစ်ရှီတစ်ခုနှစ်ယောက်မက်ဆီဆယ်ပြားကြိုက်တယ်လို့သိရပါတယ်။ကြောက်ကြီးတွင်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။အမှတ်၃၀နေအမှတ်၃၀နေပြင်စေတက်ရင်းဆိုတာကတော့ကျွန်တော်ပထမဆုံးငှက်ဖျားနဲ့တက်ခဲ့ရတဲ့စေယုံဖြစ်ပြီး အဲ့ဒီကာလာတုန်းကကရင်ပြည်နယ်မှာစစ်မဲ့ပြင်းထန်နေချိန်ဆိုတော့ရေခဲလိုက်ထဲမှာအပုံလိုက်ကြီးတွေမြင်တွေ့ခဲ့ရပြီးတရဲ၆တယ်ပြောလို့အမြန်ပြေးလာခဲ့ရမှုပါလေမန္တလေးတိုင်းပြင်းဦးလေမြို့ကိုသကြံအကျုံလေးကတက်လာတဲ့အင်အား300ခန့်ရှိစစ်ကြောင်းရဲ့သတင်းဆက်ပျောက်နေပါလေဒေသခံတချို့ကတော့ဓာတ်တော်ကြိုင်းသို့မဟုတ်ဗိုလ်ချုပ်ရွာတဝိုက်မှာတက်ဖြောက်တာဖြစ်နိုင်တယ်လို့ထင်ကြေးပေးမှတ်ချက်ပြုကြတာရှိပါတယ်။ရှမန်နေ့ညနေမှာလဲပေါ်ရင်၅စီးနဲ့အင်အား120ခန့်ထပ်မံဝင်ရောက်လာတာရှိပါတယ် ရခိုင်အား300နဲ့ဆိုရင်ရဲမပါစင်အား900ခန့်တွုံးမြင့်ရောက်ရှိနေတာဖြစ်ပါတယ်စစ်ကောင်စီအားတောင်းခန်းကိုစင်အားဖြစ်တင်းလျက်ရှိပြီးအမှန်55ချင်းမြန်တပ်မဌာနချုပ်ကိုအသုံးပြုပြီးထိုးစစ်ဆင်မယ်လို့စုံစမ်းသိရှိရပါတယ်လက်ရှိတောင်းခန်းကိုကျော်လာတဲ့စစ်ကောင်စီရဲ့တိုက်စစ်များမကြီးရေကိုကျော်လွန်လာပြီးမဲပုတ်ဖက်အထိရောက်ရှိလာပြီးဖြစ်ပါတယ် MNDA တို့အပြစ်ဆိုင်ငံမှုအပြီး TNL ထိမ့်ချုပ်နယ်မြေတွေကိုစစ်ကောင်စီလွတ်လွတ်လပ်လပ်တိုက်စစ်ပုံဖော်လာနိုင်တာကိုတွေ့ရပါတယ်နောက်ဆုံးအခြေအနေကတော့ကံကြီးတော်ရွှေမုတ်ထောမြောက်ဖက် ထင်ရှူတော့မှာထိတွေ့မှုပြင်းထန်လျက်ရှိပါတယ်။အုံမတိဘက်မှာလည်းထိတွေ့ဖြစ်စဉ်အနှဲငယ်ရှိခဲ့တယ်ဆိုပေမဲ့ TNL တို့တိုက်စစ်ဖွင့်နိုင်ရေးအားစမ်းတယ်လို့ယူဆရပါတယ်။ကချင်ပြည်နယ်ဗမော်စစ်မျက်နှာပြင်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေပြန်လည်စုဖွဲ့ပြီးအပြစ်ဒဏ်သိမ်းပိတ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။အင်အားကောင်းကောင်းနဲ့တိုက်စစ်ပြန်ဆင်မဲ့အနေထားလို့ချွတ်မြင်ရပြီးယနေ့အချိန်ထိအနေထားကတော့50 50လို့ဆိုအောင်မှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲအချိန်မရသေးပါဘူး။ အမတ်စတိချင်းမြန်တမဌာနချုပ်ရဲ့လက်အောက်ခံတပ်အမတ်213ချင်းမြန်တရင်လဲမတ်စီတွေများနေပြီးချင်းနိုင်ငံတပ်ထဲမှာပုံကြီးတွေအဝင်ထွက်ခက်စိတ်စိတ်ဖြစ်နေပါတယ်။မင်းပြတိုက်ပွဲမှာအာစီယာမီတဲ့စစ်တုံးပန်းနဲ့မိသားစုဝင်150ကိုလည်းကြံကာလအဖြစ်လွတ်မြောက်နေမြင်များလို့ပြန်လည်ဆေးလွတ်ပေးခဲ့ပါတယ်။အဖြစ်ရကြေညာထားတဲ့စစ်ကောင်စီကတော့အာရဂန်မြေမှာလဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသေးတာဖြစ်ပြီးကြောက်တော်တိုက်ခိုက်မှုမှာရခိုင်ပြည်သူနေအိမ်၁၀လုံးဘုံထိမှန်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အစ်တောင်တိုင်းစစ်ဌာနချုပ်နေမြေ ဂျုံတို့ကော့ကရစ်ဖက်ချန်းထိတွေ့မှုတွေရှိနေပါတယ်။ကိုယ်တိုင်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုရှိပါတယ်။အမှန်က45ချင်းမြတ်တရင်အမှန်က46ချင်းမြတ်တရင်နဲ့အသက်70စစ်စင်ရေးကုကဲမှုဌာနချုပ်ထဲကလေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။ကိုယ်တိုင်မောင်ကြံကုန်ကော့ဝါလည်းခြေရွာလမ်းတွေကိုစစ်ကောင်စီကပိတ်ဆို့ထားပါတယ်။မောင်မရွာတဲ့ကိုလည်း drop ုံချတိုက်ခိုက်လို့ဒေသခံ3ထိခိုက်ဒဏ်ရာရထားပါတယ်။ဂျုံတို့မောင်ကြံကုန်ငားတိုင်ဘက်မှာတော့မြေပြင်ထိတွေ့မှုတွေရှိနေခဲ့ပါတယ်။ အမတ်ဆန်နေစစ်စင်ရေးကိုကဲမှုဌာနချုပ်ထဲကနေ120မမအမြောင်နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အန်ကောင်ရွာနေအိမ်နှလုံးပျက်စီးပြီးဒေသခံပြည်သူ၅ဦးထိခိုက်ဒဏ်ရာရမှုဖြစ်ပေါ်ခဲ့ပါတယ်။မကြာမီကျုံတိုးအခြေဆိုင်အမှတ်946အခြေမြန်တပ်ရင်းကိုရရှိဆိုတာကြားရကနီးနေပြီဖြစ်ပါတယ်။တနင်္လာနေ့တိုင်းကဲဝလန်ခွင်ထဲကအထိသာစခန်းကတော့လေချောင်းပစ်ကူရယူပြီးကြားကန်နေရသေးတာဖြစ်ပါတယ်။ဇမန်နေ့တစ်နေ့လုံးဘုံလုံး16လုံးကျဲချတိုက်ခိုက်ထားတာဖြစ်ပါတယ်။ ။တမန်လေးကလေချောင်းကနေချပြီးတဲ့အထုပ်ဆက်နှစ်ထုပ်မှာဖြူအားကုန်းထဲသို့တထုပ်တာချပြီးလက်နက်ငယ်ကြီး40မမ60မမပုံသည်ချမ်းမာဘက်ထရီဂျက်ကဲမိဆက်ခြင်စိစေဝါတချို့နဲ့စီတွေ့ရိတ်ခါတွေပါဝင်ပါလေ။ချမန်လေးညနေကလည်းရိတ်ခါခရမ်းထုပ်တွေချပေးခဲ့ပေမဲ့ဖြူအားကုန်းအပြင်ဘက်ကိုရောက်နေတာတွေရှိတဲ့အတွက် KNU ဘက်ကအဖွဲ့တွေလည်းလိုက်လံရှာဖွေလျက်ရှိပါတယ်။ဖြူအားကုန်းမှာတော့စီနပုံ၅ဒေတာတစ်ထုပ်၊၉ချန်နယ်တစ်ထုပ်၊စတားလက်တစ်လုံးရရှိပြီးစစ် channel ကတော့ စခန်းတွင်ကြာတယ်ဆိုပေမဲ့ရှာဖွေနေရသေးတာဖြစ်ပါတယ်။တဝဲလီရင်ခွေးမှာဝိုင်းတွဲတစည်းစမ်းမှန်ရောက်ရှိနေပြီးအမျိုးသမီးပိုင်းတော့ဒုတိယဗိုလ်မှူးကြီးတူအမျိုးသမီးတွဲဘက်ပိုင်းတော့ဗိုလ်ကြီးတူအမျိုးသမီးလေချောင်းဆက်သွယ်ရေးအရာရှိဗိုလ်တူအမျိုးသားတက်ကြကြီးတယောက်နဲ့လေတာသားလေးယောက်စုဖွဲ့ရောက်ရှိနေတာဖြစ်ပါတယ်။မာစတာချက်ပြိုင်ပွဲဝင်အေးသိန်းကိုကြားဖို့ကြမယ်ထင်ပါတယ်။ဆယ်လီလောကမှာ မွန်ငါရောင်ပြီးတုံးတက်တိုက်စောက်တယ်ဆိုပြီးနာမည်ကြီးသူပေါ့သူ့ရဲ့ခင်မောင်ကတာချီလိတ်ထွေအုပ်ဦးစီးမှုမင်းကိုစစ်တပ်ကလို့အပတ်စဉ်41ကဖြစ်ပါတယ်မင်းကိုရဲ့ပိုင်ဆိုင်မှုတွေကိုတစ်ချိန်အသိခံရမှာဆိုလို့သူ့မိမအမိနဲ့ပြောင်းလဲထားပြီးကွာရှင်းချင်အောင်ဆောင်ထားတယ်လို့သိရပါတယ်ကွက်ကျော်မြင်တဲ့နေရာမှာတော့တကက်ဆရာကြီးတွေပါပဲဘာရမောက်ပါဦးအဲ့ဆယ်လီမာကြီးကိုမြောက်တပုံ40စီအနီးမှာတယောက်တည်းမြင်လိုက်ပြီလို့တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာစလဲဆုံး နားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်ပေါင်ပွဲရှိရင်